မင်္ဂလာပါရှင် MMB ရဲ့တနေ့တာအညာမြေသတင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမကတော့ season 13မူအိမ်ကျဲပါ။ခချင်းမြေနယ်ဗမော်မြို့မှာတိုက်ပွဲဖြစ်ပွားနေရကြောင်းမန္တလေးမြို့မှာလာရောက်စပေးရှောင်နေတဲ့ဗမော်ဒေသခံ၄တောင်ကျော်တဲ့စာဝင်းနေရေးအကူအညီတွေလိုအပ်နေတယ်လို့စပေးရှောင်တွေကိုကူညီနေတဲ့ဒေသအဖွဲ့တစ်ခုက MMB ကိုပြောပါရစေ။ဗမော်ကနေစပေးလာရှောင်သူတွေကအထောက်ပံ့တွေမရရှိတဲ့အတွက်နေရေးစာရေးကျန်းမာရေးတကူရေးတန်ရှင်းရေးသုံးပစ္စည်းကအစား ချွတ်ကြုံကြဒုက္ခရောက်နေကြတဲ့အတွက် INGO လိုကဲကုညီမှုအဖွဲ့ဒီအနေနဲ့လှစ်လူမရှုထားပဲထောက်ပံ့ကူညီကြဖို့လိုအပ်တယ်လို့အစိုးရအဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောပါတယ်။ဗမော်ကနေထွက်ပြေးလာပြီးမန္တလေးမှာစစ်ပေးရှောင်နေရသူတွေဟာဒီဆက်ရအသည့်တွေဆွေမျိုးအိမ်ဖုံးရင်းကျောင်းနေနဲ့အိမ်ငှားကနေထိုင်ကြရပြီးနေထိုင်ရေးအတွက်လည်းအခက်အခဲတွေဖြစ်နေတယ်လို့ဆိုပါတယ်။ဒါအပြင်စားဝတ်နေရေးအခက်အခဲမန္တလေးမှာအလုပ်ကင်လဲရှာလို့မရတာကြောင့် ပြန်သွားရတဲ့စပေးရှောင်တချို့လည်းရှိနေပါဗျ။ဗမော်မျိုးကိုတင်ပိုင်းနိုင်ရဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIA ကထိုးစစ်ဆင်တိုက်ခိုက်လို့2024ဒီဇင်ဘာလ၄ရက်ကစတင်ကတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေပြီးဒေသခံတွေမျိုးလုံးကျွတ်ထွက်ပြေးနေရတာပါ။ဗမော် KIA မျိုးနယ်လေးခုမှာရွှေကူမျိုးကလွဲပြီးဗမော်မိုးမောင်းနဲ့မန်စီမျိုးကဒေသခံတွေဟာစပေးရှောင်ထွက်ပြေးနေကြရတာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာမန်စီနဲ့မိုးမောင်းမြို့ကိုတော့ KIA ကတင်ပိုက်ထားပြီးဗမော်မှာတော့ KIA ဥဆောင်တဲ့တော်လိုင်းတက်တွေနဲ့စုံစုကြာလေးလာကြောကြာတိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။လက်ရှိအချိန်ဒီမန္တလေးမြို့စီစပေးရှောင်ပို့ထွက်လာနေတဲ့ဗမော်ဒေသခံတွေကိုလည်းကူညီပေးနေရဆဲဖြစ်တယ်လို့အဆိုပါဒေသခံအဖွဲ့ကပြောပါတယ်။တော်လိုင်းအောင်ပွဲပြီးအစ်စ်ပြန်လဲတိဆောင်းမဲ့ ဖက်ဒရယ်တပ်မတော်ကိုဖက်စစ်တရေဆိုကင်းစင်ပြီးပြည်သူကိုအလေးထားကာကွယ်ပေးတဲ့ပြည်သူတပ်မတော်တရက်အဖြစ်ထူထောင်နိုင်မှုမျှော်မှန်းဆန္ဒပြုတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကဒီကနေ့မှထုတ်ပြန်ပါတယ်ဒီကနေ့ကြာရောက်တဲ့အနည်း80ပြည့်ဖက်စစ်တော်လှန်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့တဝန်ထွားမှာအမျိုးသားညီညွတ်ရေးအစိုးရကအခုလိုဖော်ပြထုတ်ပြန်ခဲ့တာပါအတိတ်သမိုင်းမှာနေချက်ဖက်စစ်တပ်တွေရဲ့အတ္တမဖိနှိပ်ညှဉ်းပန်းနှိပ်စက်မှုတွေကို တိုင်းရင်းသားနယ်မြေအလိုက်တီးခြားတော်လန်ရာကနေအပြန်အလှန်လေးစားမှုစူးစီးညင်မှုအားနဲ့ပူပေါင်းတော်လန်တိုက်ခိုက်မှသာနေချက်တို့ကိုအပီးတိုင်းမြမမြေပေါ်ကမောင်းထုတ်နိုင်ကြတာမို့လက်ရှိအချိန်မှာလဲခစ်သစ်ဖက်စစ်တော်လန်ရေးကာလာလို့ရည်ညွှန်းနိုင်တဲ့အတွက်အားလုံးဟန်ချက်ညီညီလက်တွဲဆောင်ရွက်နေကြတာလို့အန်ယူဂျီကဆိုပါတယ်တိုင်းနာပြည်သူလူထုရဲ့အခွန်ပဏာချွေးနဲ့စာနဲ့တိဆောက်ထားတဲ့နိုင်ငံတော်ကာကွယ်ရေးရန်တရားဟာအကျိုးအတားဖတ်ပြီး ဉာဏ်ချင်းနဲ့အကျံဖတ်စိုးစုရဲ့အာရမအာနာလူခဲ့မှုကြောင့်ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ရမယ့်စစ်တပ်အဖြစ်ကနေပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုရန်မြို့ချင်းချောက်ဖျက်ဆီးနေတဲ့ဖက်စစ်တပ်အသွင်ကိုကူးပြောင်းလာလို့တိုင်းရင်းသားပြည်သူလူထုတရက်လုံးကနေနေရအနှံ့ကနေတော်လန်တိုက်ခိုက်နေကြပါတယ်။သကိုင်းတိုင်းတမူးမြို့နယ်နဲ့ဖောင်းမြင်မြို့နယ်တွေကဂျေးဝါတွေကိုစိုးစုကစစ်ဖက်သုံးတိုက်ခိုက်ရေးလေရင်နဲ့နှစ်ရက်ဆက်ဘုံကျဲတိုက်ခိုက်လို့ နေတချို့အပါဝင်ဈေးဆိုင်နဲ့အဆောင်အုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်။ကျောစုကတမူးမျိုးနဲ့ခုနမိုင်ခန့်အကွန်မှာရှိတဲ့ဗသာကြည်ရွာနဲ့ဖောင်းမြင်မျိုးနဲ့သူရောက်တဲ့ထောမရွာတွေကိုပြီးခဲ့တဲ့မလ24ရက်နဲ့25ရက်တွေမှာစစ်ဘက်သုံးတိုက်ခိုက်ရေးလေရင်တွေအုံပြုပြီးဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသခံကပြောပါတယ်။တမူးမျိုးနယ်တွင်တော်လန်ရေးတပ်တွေနဲ့စိုးစုတို့ ်ပသာကြေးရွာအနေတိုက်ပွဲပြင်းထန်နေရကြောင်းအခုလိုစိုးစုကလေချောင်းပုံကျဲတိုက်ခိုက်တာဖြစ်တဲ့ဆိုရနဲ့ပေါင်းမြင့်မျိုးနဲ့အတွင်းမှာတော့တိုက်ပွဲမဖြစ်ပွားပဲစိုးစုကပုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့တမူးမျိုးနဲ့ဒေသခံတအူးကပြောပါတယ်စိုးစုရဲ့ပုံကျဲတိုက်ခိုက်မှုကြောင့်တမူးမျိုးနဲ့မှာရှိတဲ့ထန်းတပင် ပန်းသာရန်ငိမ့်အောင်စားတဲ့ကျေးရွာပေါင်း20ကျော်ကဒေသခံတွေတောတောင်တွေထွက်ပြေးတိမ်းရှောင်နေရပြီးတော့ ခြေဝါနဲ့အခြေခံစားတောက်ကုန်တွေပြက်လက်နေတယ်လို့စစ်ရှောင်းတွေကအကူအညီပေးနေသူတူကပြောပါရယ်။အလားတူဖောင်းမြင်မျိုးနယ်မှာလည်းစိုးစုတွေကချင်းနှင်းမြစ်ကြောင်းလမ်းတွေနဲ့ကားလမ်းတွေကိုပိတ်ဆို့ထားကြအောင်ကုန်စည်စင်စစ်မှုခတ်နေတယ်လို့ဒေသခံတူကပြောပါရယ်။သခိုင်းမျိုးနယ်မင်းကွန်းဒေသကိုစိုးစုကလေကြောင်းကနေပုံကျဲတာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေတမကပဲမြေပြင်မှာနေပါစစ်ကြောင်းထိုးနေတဲ့အတွက်တိပိတကဆောင်းပွဲဖြစ်ဆိုမဲ့တန်ဃာတော်တွေအပါအဝင် မေခုတနယ်လုံးကတန်ဃာတွေတီလာရှင်တွေနဲ့ပြည်သူတွေထွက်ပြေးနေရတယ်လို့ဒေသခံသတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ်အကြမ်းမဆုပ်စုကမင်းကွန်းဒေသမှာဖုံကြီးကျောင်းတီလာရှင်ကျောင်းနဲ့ကျေးရွာတွေကိုစီးနှင်းလူရဲ့မိရှူတာဒေသခံတွေကိုဖမ်းဆီးတပ်ဖြတ်တာအမျိုးသမီးတွေကိုအရမပြုကျင့်တာတွေလုပ်နေတယ်လို့သတင်းမြစ်တွေကအမှတ်ပြကိုပြောပါရယ် တိပိတကဆောင်းမွဲဖြစ်ဆိုဖို့အတွက်မေကွန်းတင်းနီကျောင်းမှာရောက်ရှိနေတဲ့ယဟန်တန်ငါအပားတရားခန့်စပေးရှောင်းနေရသလိုတီလာရှင်တွေဆရာလေးတွေမင်းကိုမိုးမိတ်မြေကစပေးရှောင်းနေလဲထွက်ပြေးတင်းရှောင်းနေရတယ်လို့ပြောပါတယ်။ဒါအပြင်မင်းကွန်းလူအိုယုံခေါ်မင်းကွန်းဘွားဘွားရိတ်တာကအဖိုးအဖွားတွေကိုပြူစုဆောက်ရှောက်ရတဲ့ဝန်ထမ်းတွေလည်းမနေရပဲထွက်ပြေးနေရပြီးအဖိုးအဖွားတွေကိုချက်ပြုတ်ကျွေးမွေးမဲ့သူမရှိဘူးဖြစ်နေရလို့ဆိုပါတယ်။ မင်းကွန်းနေသားမှာသခိုင်းတက်မ33ကနေစစ်ကြောင်းထိုးလာတဲ့ဆိုးဆုနဲ့တိုက်ပွဲဖြစ်ပြီးအထိနာတဲ့ဆိုးဆုကလမ်းသွားလမ်းလာတွေကိုဖမ်းဆီးတပြက်တာအမျိုးသမီးတွေကိုဗရင်းကျင်တာတွေကျူးလွန်နေလို့သခိုင်းမင်းကွန်းကားလမ်းကိုအတုံးမပြုဖို့ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကမလ25ရက်မှာသတိပေးချက်ထုတ်ပြန်ထားပါတယ်။မင်းကွန်းတိုင်းနယ်နဲ့သခိုင်းမင်းကွန်းကားလမ်းဘေးရွာတွေဖြစ်တဲ့လက်ပံတလိုင်းစင်ထမ်းမြေဥယျာဉ်မင်းကွန်းတောင်ရွာမင်းကွန်းမြောက်ရွာရွာသစ်ဈေးစိတ် ရှာရောင်ဆတဲ့ကျေးရွာဆေးရွာကျော်ကစပေးဆောင်ထွက်ပြေးနေရပြီးတချို့ကဆစ်ရှောင်နေရတာတလားနီးပါးရှိပြီဖြစ်ကစားတောက်နေထိုင်အကူအညီမရရှိပဲအခက်အခဲဖြစ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။လေချောင်းနဲ့လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရခြင်းအိမ်ပြင်ပတ်လဟာပြင်မှာရှိနေပါကရေမြောင်းတွေကြားဒါမှမဟုတ်မာကြောတဲ့ကြောက်တောင်းတွေနောက်ဝင်ရောက်ပုန်ခိုပါပုန်ခိုစရာမတွေ့ပါကမြေအိမ်မဲကိုရှာပြီးဦးကောင်းကိုလက်နက်ဖက်နှုတ်ညီကြီးကိုတရောင်နဲ့ထောက်ကမှောက်ရနေပါ။ တစ်စက်ကိုဖွင့်ပြီးမျက်လုံးကိုပိတ်ထားပါ